နလီပင်းလူနေချိန်မှာပြည်သူတွေကလူကြောင့်နေရေးပေါ်မှာမတင်မထားတဲ့အနေနဲ့တုံ့ပြန်ခဲ့တဲ့ပြည်သူ MC Celebrate များလုံးမင်းမင်္ဂလာပါရှင် ရိသမယရှင်ပြည်တူနဲ့အင်ဒါကျော်စင်တို့ကအမှုပညာလုပ်တွေနဲ့ရနာထားလာကြပြီဖြစ်တယ်လို့လူရှိမထွက်တာလဲကြားပါပြီဒါပေမဲ့လက်တလုံးမှာတော့နေရစလုံးကပရိသတ်တွေရှိရာနေရာကိုသွားနေကြတာပါငလင်ကြမို့နေရာဒေသတော်တော်များများကအရန်ကိုပြည်စည်းဆုံးရှုံးသွားတဲ့အတွက်ပြည်တူနဲ့အင်ဒါကျော်စင်တို့ကကိုယ်တိုင်သွားလူပြီးနေကြတာပါသူတို့နှစ်ယောက်တည်းမဟုတ်ပဲတမီးဖြစ်သူပြည်သူဒရာကိုလည်းအတူခေါ်သွားတာဖြစ်ပါတယ်ပြည်သူဒရာကပရိသတ်တွေအများကြီးနဲ့အပြစ်မမဆုံးဘူးဘူးဒါကြောင့်မလို့ပထမအောင်ဆုံးသွားလူနဲ့ပြင်းမနာက ရင်တထောင်စီယုံမှာဆိုရင် ပြည်သူတို့အမျက်လုံးတွေကကနာမငြိမ့်ပဲကြောင်းရွနေကြတာပေါ့ဟိုလူကိုချောင်းကြည့်လိုက်ဒီလူကိုချောင်းကြည့်လိုက်လုံနေတာမို့ပြည်သူတို့ဆိုရင်ပြည်သူတို့လေးကစိတ်မှန်ရနာလို့တော့ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ် အခုလိုဝေဖန်ခံနေရပြီမြင်နောက်တည့်ရတတဦးကိုသွားလူတဲ့အချိန်မှာပြည်တူးနဲ့အင်ဒရာကျော်စင်တို့ကတမိဖြစ်သူကိုခေါ်သွားခဲ့ပါတယ်တတဦးမျိုးမှာငလင်ကြောင်နေအိမ်ဆုံးရှုံးသွားရသူတွေကိုတင်ရောက်သတင်းစီလူဒန်းပေးတာပါအခုလိုလူပေးနေတဲ့အချိန်မှာရွာသူရွာသားတချို့ကပြည်တူးနဲ့အင်ဒရာကျော်စင်တို့ကိုမမြင်ဘူးတာမို့အသိအတန်ကိုကြည့်နေတာပါပြည်တူးတို့ကလည်းဖုန်းတွေအများကြီးနဲ့ကင်မရာချိန်ထားခဲ့တာပါတာမီ၃ယောက်ကဒုက္ခရောက်နေသူတွေကိုတန်းစီပြီးအလူငွေတွေလှူကြပါတယ်ပြည်တူးတို့ကပြည်တူးတို့လေးကိုလည်းကိုယ်တိုင် ်ပေါ်လက်ထင်မှာပတ်စံတသိန်းကန်ခိုင်းထားတာပါ ဒါပေမဲ့ပြည်သူတွာကငွေတသိန်းကိုဒုက္ခရောက်နေရသူလက်ထဲထည့်ရမှာကိုကြောက်နေကြတာပါသူကိုယ်တိုင်မလူရဲတာကြောင့်တွေ့ဝေနေရဖခင်ဖြစ်သူပြည်သူကငွေကိုအတင်းပေးခိုင်းကြတာပါသူမလူခြင်းပဲဖခင်ဖြစ်သူကိုသာလှူခိုင်းနေတာပါပြည်သူကအခုလိုမလူခြင်းပဲကြောက်နေတာကိုမကြိုက်ပါဘူးအလူလူတဲ့နေရာမှာရှန်နေကြောက်နေဖို့မလူတဲ့အကြောင်းကိုပြည်သူတွာနားလည်အောင်ရှင်းပြနေတာပါဒါပေမဲ့ဒေါသနဲ့ရှင်းပြတာမဟုတ်ပဲပြည်သူတွာလေးကိုညင်ညင်တတလေးတစ်ခုချင်းစီပြောပြနေကြတာပါပြည်သူနဲ့အိမ်တော် စင်တို့ကပြည်သူ့ဒရာကိုပိုးမွေးသလိုမွေးထားတယ်ဆိုတာစကားပြောပုံကိုကြည့်ရုံနဲ့တည်တာပါတယ်ပြည်တင်ဦးကပြည်သူ့ဒရာရဲ့ကြောက်စိတ်ကိုစကားပြောရင်ဖြေဖြောက်ပြီးနေခဲ့ပါတယ်ပြည်သူ့ဒရာကလည်း PTU ကိုတိုးတွန်းလေးပြောကငွေတအုပ်လုံးကိုလှူလိုက်ရမှာလားလို့မေးနေခဲ့တာပါဒါအပြင်အင်ရွာကျော်စင်ကလည်းတမီဖြစ်သူမကြောက်ရလင်းအောင်ဘီကနေဝင်ပြောကလက်နှစ်ဖက်နဲ့ပြီးဖို့လဲတင်ပြီးနေခဲ့တာပါပြည်သူ့ဒရာလေးကလူကြားရီထဲမှာကြောက်တဲ့ရှက်တဲ့အပြုတ်မှုလေးတွေရှိနေခဲ့တာပါဒါကြောင့်မလို့လဲလူကြားထဲသွားတဲ့အချိန်မှာဆိုရင် င်အိနာကျော်စင်ကပြည်သူ့ဒွန်လက်ကိုတင်းနေအောင်ခိုင်ထားပါတယ်။ ဒါအပြင်ပြည်သူဦးနဲ့အင်းနာကျော်စင်တို့ကပြည်သက်တွင်စကားပြောချိန်မှာလဲပြည်သူတွေကလက်ကိုဖြုတ်ချကနောက်ွယ်မှာတာနီနီတက်တာပါပြည်သူတွေကငယ်စဉ်တုန်းကရှုံဆိုးတယ်ဆိုပြီးပြည်သက်တွင်ဝေဖန်မှုကိုရရှိခဲ့တာပါဒါကြောင့်မလို့အင်းနာကျော်စင်တို့ကပြည်သူတွေကိုလူရှိမထုတ်တာကြားပါပြီအသက်၁၄နှစ်ကျော်အရွယ်မှသာခုလိုပထမဆုံးချိန်ပြည်သက်တွင်ခြေထဲမှာသွာလာခိုင်းတာပါတမီဖြစ်သူပြည်သူတွေကလူနေတဲ့ချိန်မှာလူကြောက်ပြနေတဲ့ပေါ်မတင်မထားတဲ့နီးနဲ့တုံ့ပြန်ခဲ့တဲ့ပြည်သူဦးပေါ်ပြည်သက်တွင်မြင်ကို င်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်